ားလုံးပဲမင်္ဂလာပါရှင်။ဝိုင်ပင်ကီကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အိမ်မှာအကျုံဆုံးလေးထပ်ပြီးတော့ကြော်စားဖြစ်ပါရစေ။ချက်သွန်းအာလူဘူဒီကျော်ကြော်စားဖြစ်ပါရစေ။ချက်သွန်းလေးကိုကစွန်းရွယ်အနေငယ်လေးထည့်ပြီးတော့ကြော်ပါမယ်။ဒါကတော့အကျော်နဲ့တွဲစားမယ့်အချင်းလေးပါ အရင်ဦးဆုံးအကြော်ကြော်ဖို့အတွက်မုံနဲ့အရင်ဆက်ပါမယ်။ချင်းချက်သွင်းပြူထောင်းထားတာစားအနေငယ်ချက်သားမုံလို့ထည့်ပါမယ်။ချီကိုတော့အခက်ပြစ်ပြစ်လေးပြောထားပေးပါ။

အာလူလေးတွေကိုလည်းကြိုပေးပါမယ်အကြုံမုံကိုတော့ရွှေလေးပြအကြုံမုံတစ်မျိုးတည်းကိုပဲသုံးပြီးတော့ကြော်ထားပါတယ် အာလူလေးတွေလည်းရဲလာပြီဆိုရင်ဆဲထုတ်ထားပေးပါမယ်။ချက်တန်ကြော်လေးကြော်ပါမယ်။ချက်တန်ကြော်ကြော်ရင်အရွက်တမျိုးမျိုးထည့်ပြီးတော့ကြော်တတ်ပါရင်။အိမ်မှာဆိုရင်တော့အာလူကြော်ချက်တန်ကြော်ပူသီးကြော်ကိုတော့ခဏခဏကြော်စားဖြစ်ပါတယ်။မနက်စာနေပဲစားစားညနေအစာပြေပဲစားစားကြော်ပြီးတော့စားဖြစ်ပါတယ်။ ုဆိုရင်တော့အကျော်ဆုံးပို့ပူလေးရပါပြီရှင်။အိမ်မှာပဲစီတန်းတန်းလေးနဲ့ဆော်တာမုံဒါရှိခံစည်းတွေမပါဘဲခဏခဏကြော်စားဖြစ်ပါတယ်။အားလုံးလည်းလိုက်ပြီးတော့ကြော်စားကြည့်လိုက်ကြရအောင်နော်။အဆုံးထိရှိပေးလို့အားလုံးကိုကျေးဇူးများအိတ်တင်ပါတယ်ရှင်။